မတောင်းကောင်းသောစုဆိုတာကငါးပြာအာယုံကာမကုံဘုံဘဝဆိုတာမတောင်းကောင်းသောစုရှင်းလားဘယ်ဘုံဘဝဘယ်ခန္ဓာရလူနဲ့ပြမသုံးဘဝကြိုက်တဲ့ဒုက္ခတိဒုက္ခတိဘယ်ခန္ဓာရရမအိုခြင်းလဲမနာခြင်းလဲမသိခြင်းလဲဘေးအန္တရာယ်မကြုံခြင်းလဲမတွေ့ခြင်းလဲတွေ့သည်များဒီဟာဒုက္ခတွေလားဒုက္ခတွေလားကဲဒုက္ခရောက်ရတာဘာကြောင့်ဒုက္ခရောက်ရတာ မတောင်းကောင်းတဲ့စုကိုအခုလို့ဩဒါကတော့တောင်းကောင်းသောစုပါလားဒါကတော့မတောင်းကောင်းသောစုပါလားလို့အဲ့ဒီလူတိကျွေရလိုက်တာနှလုံးသားမှာဖျားတယ်လိုက်တာဗျာရှင်းလားတော့ဘဂဝါဣတိပိအနုတ္တရာပုရိသဓမ္မတာရတိတော့ဘဂဝါဒုရှင်ဘုနာတကေရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏိနာ သုံးမတိယံတတဝါမှန်သော၆တန်လျင်၆မြောက်တန်မြောက်၍အောက်အောက်ထက်ကုန်စင်စင်ဆုံးဖို့ဖုံဖုံတင်ပေးအစဉ်ဖေးလျက်ယင်ချေလေအောင်တွေးဆောင်ဆုံးမတော်မူတတ်တော်ဤအကြောင်းကြောင့်လဲအနုတ္တရပုရိသဓမ္မတာရတိအနုတ္တရပုရိသဓမ္မတာရတိဟုသောကုံတော်ကြည့်ဖြင့်အချီးရမကုံဓမ္မဘုံတိုင်အောင် ပြန်လိုင်ကြောကြတဲ့ရှားတော်မူပါပေတိတကားတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ဩကျွတ်ထိုက်ကြပြီများဝေနေလို့ဣန္ဒြေစရိုက်သူ့အကြိုက်ကိုနိုင်ချွတ်ဆုံးအကုန်မြင်တပ်ပင်ညံတော်အစွမ်းတည်တဲ့တချို့ကတော့ညံလေးတွေနှိပ်နေတာလည်းမရှိလားရှိလားအဲ့တော့ညံနှိပ်နေတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကံတရားဟောပေးတယ်ဟုတ်ပြီနော်ညံမြင့်တဲ့ပုဂ္ဂိုလ်တွေကြမြတ်စွာဘုရားကညံတရားဟောပေးတယ် ကြောင့်ကံတရားနဲ့ဉာဏ်တရားပြောပါအောင်ပြောပါလေတနည်းပြမောကုဆိုတော်ဘုရားကြီးကဒီညမှာဘလို့လေးသုံးလိုက်လဲဆိုတော့ဒုဒ္ဒကာရကမတွေကိုဒါပို့ပြီးတော့ထိတိမိမိဖြစ်သွားအောင်ဆိုကျေးဇူးရှင်ကဘလို့သုံးလိုက်တော့အေးတကားကျဥလာဘုရားကြီးရိုင်းနေတဲ့လူကိုကံတရားဟောရတယ်တဲ့ဘာသာရေးချင်းမှုအတိတရားနဲပါရိုင်းတဲ့လူကိုဘာတရားဟောဟာဘာသာရေးချင်းမှုအတိအလိမ်မှာဉာဏ်ပညာ ပြည့်ဝနေတဲ့ပုဂ္ဂိုလ်ကိုဉာဏ်တရားဟောရတယ်။ရေကြည်ပြီးသားပုဂ္ဂိုလ်ကိုဉာဏ်တရားဟော။ရိုင်းနေတဲ့ပုဂ္ဂိုလ်ကိုအောက်အောက်ထက်ကုန်းစင်စင်ဆုံးဖို့ဖုံဖုံတင်ပေးအစဉ်ဖိလျက်ရေကြည်လေအောင်တွေ့ဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လဲအနုတ္တရပုရိသဓမ္မတာရတိ အနုတ္တရပုရိသဓမ္မသာရတိဥဒ္ဒဂုဏကြီးဖြင့်အံချီရမကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဟောဘသူကတော့ညံနေတယ်ဘသူကတော့ညံမြင့်တယ်လို့အဲ့လိုတိတဲ့အိန္ဒရိယပရောပရိယတိညံအာတယနုတယညံဆိုတာဗုဒ္ဓစကုနှစ်ကွင်းတဲ့အဲ့ဒါမြတ်စွာဘုရားရှင်မှာပဲတမ္မာတမ္ဗုဒ္ဓမြတ်စွာဘုရားမှာပဲရနိုင်တဲ့ညံနှစ်ပါးပစ္စေကဗုဒ္ဓမှာတော့ဒီညံနှစ်ပါးမရဘူး ဟုတ်ပလားဟိအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ဩဘယ်ပုဂ္ဂိုလ်ကသစ္စာတရားတရားသိနိုင်တယ်အာ तू ကတော့သစ္စာတရားမသိနိုင်သူတော်ညာလည်းပဲဟိသူကတိမတစေနိဗ္ဗာန်ကိုကျေစုပြုနိုင်တဲ့အတိတရားတွေရအောင်သူတော်အပယ်လေးပါးကလွတ်မြောက်အောင်ကံတရားဟောပေးရမယ်ဗာတရားဟောပေးရမယ်